ကစ်ကစ်ကစပြီးတော့အကုန်လုံးမတ်မျိုးတို့ရောမတ်ဖူးစုံတို့ရောအဲကိုကြီးနန္ဒတို့ရောဘာလို့သူတို့ရဲ့ကြာရခံတာသူတို့ character တယောက်ချင်းစီတိုင်းမှာအကုန်လုံးအကောင်းဆုံးအကောင်းဆုံးဆိုတဲ့ဟာတွေယူပဲလုတ်ပေးထားအကုန်လုံးရစေခြင်းနဲ့ဘသူရရအကျင့်နဲ့ပါတယ်အဲ့ဒါတော့ကံပေါ့ကံပေါ့ အပူကြမ်းတဲ့ဆင်းတွေပေါ့နော်ပူဆွဲဆင်းတွေပါအဲ့ဆင်းတွေဆိုရင်အဲ့လိုညာဘက်ကြီးရရတဲ့ဟာမျိုးတွေပါတယ်ညာကြီးမိုးချုံညာ2နာရီ3နာရီမိုးလင်းမောက်ရရတဲ့ဟာမျိုးတွေပါတယ်ဟိုအရင်တော့ရိုက်ကူးရဲ့အပိုင်းကိုပဲဂယူးဆိုင်တာအပြင်အခုကျတော့အဲ့အပိုင်းတွေကိုပါလိုက်ပြီးတော့ဂယူးဆိုင်တာပေါ့နော်တခုခုဆိုရင်အဲဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့အဲ့ဒါကြောင့်တယောက်ယောက်ကပြညာနဲ့ကိုလှုပ်ထားတာခွဲပါ ဒီစကားရိုက်ဖြစ်တာကကျွန်တော်ရိုက်ရှင်တဲ့ဇလန်းပုံစံမျိုးပေါ့နော်အဲဒီဇလန်းကျွန်တော်လွန်ခဲ့တဲ့အဲ၄၅နှစ်လောက်၄၅နှစ်လောက်ရှိပြီအဲအဲ့ဒီကကျွန်တော်ရိုက်ဖို့အတွက်အပြင်ဆင်ထားတဲ့ဇန်ညုံတစ်ခုရှိတယ်ပေါ့နော်အဲအဲ့ဇန်ညုံကိုကျွန်တော်မရိုက်ဖြစ်ဘူးအဲမရိုက်ဖြစ်သေးပဲနဲ့အဲ့ထဲကနေပြီးတော့အဲ့ဇာညုံကိုမပြင်ဆင်ပြင်ဆင်နေတာအဲဂျားထဲမှာအကြောင်းအကြောင်းမရိုက်ဖြစ်ဘူးအဲအခုမှအ အခုမှလွန်ခဲ့တဲ့နှစ်ကပေါ့နော်ဒီကားကိုပြန်ရိုက်ဖြစ်တယ်ပေးခြင်းတဲ့ message ကဒီ net ဝင်တယ်ဆိုတဲ့ဟာပေါ့နော်အဲ net ဝင်တယ်ဆိုတဲ့ဟာကဝိညာဉ်တွေပရလောကတွေရဲ့ဂျားထဲမှာအတူဆက်သွယ်ပေးနိုင်တဲ့လူအတူကမွေးတဲ့ကနေပြီးတော့ဒီပါရမီနဲ့မွေးဖွားလာတဲ့လူအဲ့လိုလုပ်ပေးရင်လည်းတို့မှာကုသိုလ်ရတယ်ကုသိုလ်ရတယ်ဆိုတော့တို့ကအဲ့အဲ့လိုမွေးလာတဲ့လူတွေကတို့က connection ကိုလုပ်လို့ရတယ် ဲပတ်သက်လို့ရရပေါ့နော်သူတို့ပဲလာပြီးဟိုပတ်သက်လို့ရရဒီဟိုဟိုပရလောကအာဝိညာဉ်တွေပရလောကတွေအဲ့ဂျားတွေကမြင်အမမြင်ရပုံကိုယ်တွေဆိုတာလည်းသူတို့ကတကယ်တမ်းလူတွေကို၆လန့်နေရမဟုတ်ဘူးအဲသူတို့မှာအကူအညီလိုနေတယ်အကူအညီလိုနေတဲ့ဟာကိုသူတို့ကလူတိုင်းကိုလည်းအကူအညီတောင်းလို့မရအောင်လူတိုင်းလည်းအကူအညီပေးလို့မရဘူးသူတို့နဲ့ပတ်သက်လို့မရဘူးပေါ့နော်အဲ့လိုလူမျိုးကကျတော့ तू ကအပြင်မှာလည်းတကယ်ရှိတယ်ကျွန်တော်ဒီဇလန်ကလည်းကျွန်တော် အဲဘင်းဆိုအဘေးဆို true story ပေါ့เนาะကျွန်တော်အပြင်မှာတကယ်ကြုံဘူးတဲ့အဲ့လိုဖြစ်ခဲ့ဘူးတဲ့အဲအဲ့လို ပုံစံတွေကျွန်တော်ကိုရီးအများကြီးကြုံဘူးတဲ့ဒီလိုမျိုးဖြစ်တဲ့ဟာတွေပေါ့เนาะအဲ့လိုအများကြီးအများကြီးကြုံဘူးတကယ်အပြင်မှာဖြစ်ခဲ့တဲ့ကျွန်တော်ဟိုကြုံဘူးတဲ့ဟာတွေကိုအခြေခံပြီးဒီဇာတ်လမ်းထဲမှာထည့်ထားတယ် ဟုတ်ကဲ့ဒီဇလန်းကိုရိုက်မယ်ဆိုတော့ကျွန်တော်ရိုက်မယ်လို့သုံးဖြတ်လက်ပြီးတော့ဇန်ညုံအပိုင်းနေလုတ်ပြီးတဲ့အချိန်ကြတော့အဲကျွန်တော်ဒီဇလန်းကတော့ kick နဲ့ kick kick နဲ့ရိုက်မှာဖြစ်မယ်ပေါ့နော်အဲသူနဲ့မဟုတ်ရင်တော့အဲမဖြစ်ဘူးပေါ့နော်ဘာလို့လဲဒီထဲမှာကလုတ်ရမှာရတအားများတယ်အဲတကယ်လို့လဲတအားလုတ်နိုင်တဲ့အဲမင်းသမီးမှဖြစ်မှာပေါ့နော်အဲဆိုတော့ kick နဲ့ရိုက်မှာရမယ်ကျွန်တော် အခေါင်းထဲမှာတွေးထားရှိပြီသားအဲ့တော့ကစ်နဲ့ဂျုံတဲ့ချိန်ကျတော့ကျွန်တော်ကစ်ကိုဒီဇယ်လန်ပြောပြပြောပြလိုက်မိတယ်ပြောပြလိုက်တော့ကစ်ကလည်းစိတ်ဝင်စားတယ်ပြီးတော့သူဇန်ညုံဖက်ကြည့်ပြီးတော့ရိုက်မယ်ဆိုပြီးတော့ကျွန်တော်စပြီးပြင်ဆင်ပြီးတော့ရိုက်ဖြစ်တာပါကျွန်တော်ငါလည်းလေးထွက်ထားတယ်ဟမ်တော်သမားနင်ဖို့တေးလို့မခေါ်ရဘူးဖို့ရွှေလေးလို့ခေါ်တယ် ရဲ့ဇက်ဝင်ကတော့အများအကုန်လုံးပဲပေါ့နော်အကုန်လုံးပဲခက်ခဲတာလည်းအများကြီးပဲဟုတ်ဆိုဒီလိုပရလောကနဲ့ပတ်သက်တဲ့ဟာမျိုးတွေဝိညာဉ်နေနဲ့မြင်ရမမြင်ရပုံစံနဲ့ပတ်သက်တဲ့ဟာမျိုးတွေရိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့မှပို့ပြီးတော့တတိထားရတယ်အဲရိုက်နေတဲ့အချိန်မှာလည်းတတိထားရတယ်ပြီးတော့ဒီကားထဲမှာဆိုအဲ့ထက်ပို့ပြီးတော့စိုးတဲ့ဆင်းတွေပါတယ်အဲပိုကြမ်းတဲ့ဆင်းတွေပေါ့နော်ပိုဆွဲဆင်းတွေပါအဲ့ဆင်းတွေဆိုရင်အဲ့လိုညာဘက်ကြီးရိုက်ရတဲ့ဟာမျိုးတွေပါတယ်ညာကြီးမိုးချုပ်ညာနှစ်နာရီသုံးနာရီမိုးလင်းမောက်ရိုက်ရတဲ့ဟာမျိုးတွေပါတယ်ပြီးတော့အဲ့လိုညောင်မင်းအကြီးကြီးအောက်မှာ ညဘက်ကြီးရရတဲ့ဟာမျိုးပါတယ်အဲ့တော့ကျွန်တော်ဟိုဘာပြောရိုက်တဲ့အပိုင်းတွေမှာလဲပို့ပြီးတော့ဟိုရိုက်နေအချိန်မှာပေါ့နော်ရိုက်နေအချိန်မှာလဲအဲ့အပိုင်းတွေပါဟိုအရင်တော့ရိုက်ကူးရဲ့အပိုင်းကိုပဲခရူးဆိုင်တာအပြင်အခုကျတော့အဲ့အပိုင်းတွေပါလိုက်ပြီးတော့ခရူးဆိုင်တာပေါ့နော်တခုခုဆိုရင်အဲဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့အဲ့ဒါကြောင့်ဆက်ဆက်နေရ ျွန်တော်ဒီမှာပါဝင်တဲ့လူတွေအကုန်လုံးရစီရှင်တာပေါ့နော်ကိကိကစပြီးတော့အကုန်လုံးမတ်မျိုးတို့ရောမတ်ဖူးစုံတို့ရောအဲကိုညီနန္ဒတို့ရောဘာလို့ဆိုတော့တို့ရဲ့ကြာရခန္ဓာတို့ character တယောက်ချင်းစီတိုင်းမှာအကုန်လုံးအကောင်းဆုံးအကောင်းဆုံးဆိုတဲ့ဟာတွေယူပဲလုတ်ပေးထားတို့လုတ်ပြထားပါဘောနော်ဥမာကိကိအရန်ကောင်းတယ်အဲပြီးရင်အဲ့လိုပဲမတ်မျိုးအရန်ကောင်းတယ်ပြီးရင်မတ်ဖူးစုံအရန်ကောင်းတယ်ဘောနော်အကုန်လုံးအကုန်လုံးပါလမရလူဟိုး ဟို actor အငယ်လေးတွေဟာအစသူတို့လောက်ရမဲ့ character မှာအကောင်းဆုံးလောက်ထားရဆိုအဲ့ဒါရုပ်ရှင်ကြည့်ရင်သိမှာပါဒီနောက်ဝင်တွေကိုကြည့်ကြည့်လိုက်ရင်သူတို့ဘလောက်ကောင်းအောင်လောက်ထားတယ်အဲဘလောက်ပြင်ဆင်ထားရဆိုတာမြင်ရမှာပေါ့နော်အဲ့ဒီအတွက်တော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့အဲဒီကားမှာပါဝင်တဲ့အဲအကုန်လုံးရစေခြင်းနဲ့ဘသူရရအကျင့်နဲ့ပါတယ်အဲ့ဒါတော့ကံပေါ့ကံပေါ့ဟုတ်ကဲ့ အောက်တိုဘာ31ရက်နေ့ပေါ့နော်အောက်တိုဘာ31ရက်နေ့မှာအာရုံတင်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဇက်ကားကိုရုံတင်တဲ့အချိန်ညရင်ပြိသက်တွေကျွန်တော်ဒီ net ဝင်တဲ့ရုပ်ရှင်ကားကိုဟိုကြည့်ရှုပေးကြပါကျွန်တော်တို့ဝင်ရပေးကြပါတကယ်လို့ net ဝင်တဲ့ဇက်ကားကိုကြိုက်တယ်ဆိုလဲဟိုတဆင့်ဇက်ကားတဆင့်ပေါ့နော်ဟို sharing လုပ် ပြီးတော့ဟိုကျွန်တော်တို့ support လုပ်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ